ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဖီးယားရေဒီလောက်ဟင်းတွေအများကြီးချက်ပြီးမိဖို့ကြောင့်တစ်ခုလုံးလဲဈေးနဲ့တူနေပြီချက်ပြီးတော့ပဲတွေနှက်ရောင်မှနဲ့အသီးနှံဟင်းတအိုးချက်ဖို့ကလည်းကြံသေးတယ်ဒီလောက်ချက်ထားလဲမပြီးသေးတဲ့ငါရောက်ခမမိသားစုဝင်တွေက သူတို့ကြိုက်တာမချက်ထားရင်လည်းပြောကြဆိုကြအောင်ပါမိဖို့ကြောင့်နေမှာတော့တယောက်ထိန်ပွားစီပွားစီရေရွရင်တက်တက်လေးထမင်းဟင်းတွေကိုချက်နေပါတယ်ဒီခါမှာပဲဒိုးချစ်လိုခေါ်တဲ့သူရောက်ခမကရောက်လာပြီးထပ်ပြီးတောင်းဆိုလိုက်ပြန်ပါတယ်ဟဲ့ချွေးမလေးရေနင်သီးဆောင်ချင်းချက်မှာဆိုလဲပပလာလေးပါထက်ကြော်လိုက်ပါအောင်ပြီးတော့တခြားအရွက်ကြော်လေးလည်းထက်လို့နော်ဟုတ်ကဲ့မေငါရောက်ခမအိမ်ကဟာတွေရတော့လေစားဖို့တောက်ဖို့ဆိုရင်ပါဆိုပါမှမတွေးတော့နိုင်တဲ့ ठी ပါလား ငါဒီမှာတလောက်ပင်မပန်းပန်းချက်ပြုတ်နေရတာကိုမမြင်ကြဘူး။ငါအမေနဲ့အဖေကလည်းငါ့ကိုပါကိစ္စဒီလိုအိမ်ကလူနဲ့လက်ထပ်ပေးလိုက်တယ်ကိုမသိဘူး။ပူလောင်နေတဲ့ရာသီဥတုမှာတော့တနားစရာချိန်မာလီတိအောင်ပင်မိဖို့ကြောင့်ဝင်ပြီးတော့ထမင်းဟင်းမျိုးစုံကိုချက်ပြုတ်နေရတာမို့သူလည်းတော်တော်လေးကိုဒေါသထွန်နေပါတယ်။အားလုံးချက်ပြုတ်ပြီးတဲ့အခါမှာတော့သူလည်းအားလုံးအတွက်စားစရာတွေကိုချပေးလိုက်တဲ့အခါသူတို့ရဲ့ရောက်ခမအဖွားဖြစ်သူဒေါ်ဖြူကပြောလိုက်ပါတယ်။နေရတော့အသက်ရှိအောင်မှချွေးမလေးရဲ့ နေအကြောင်းပြောနေတော့နေရတက်တက်ဆန်ဆိုင်မဲ့ထမင်းရင်တွေလာချပေးလို့လေအချိုတက်ပြီးခိုင်းတဲ့ညမှာတော့ဒီဖောက်ဘသူမှမိမှာမဟုတ်ဘူးတနေ့ထမင်းကိုလည်းလေးပကံလောက်တောက်တဲ့စားသေးတယ်ပြောကိုမပြောချင်ဘူးဟဲ့ဘာလဲချွေးမလေးပဆက်ကနေပါရီတီတိုတီတိုနဲ့မကြတကြပြောနေရတော့ဩမဟုတ်တာမဟုတ်တာဖွားရဲ့ကျမပါကိစ္စအဖွားတို့အဲ့လိုပြောရမှာလေအလုံးလေးထမင်းစားဖို့ထမင်းပကံတွေကိုကြည့်လိုက်ကြပြီးကျောင်းမဖြစ်သူကပြောလိုက်ပါတယ် ဟာထမင်းတွေကြတော့ပါပြီငြုတ်သီးတနတ်ကြတော့ဘာမှလဲဟိုဟိုလေငြုတ်သီးတနတ်တွေလောက်ထားတာကုန်နေလို့ပါငြုတ်သီးတနတ်တွေကုန်နေတာကိုကြားပြီးတမိသားစုလုံးလည်းစိတ်ပြတ်သွားကြပါတယ်အော်ဒါဆိုလဲဇီးကနေငြုတ်သီးမုံလေးပါလေဝယ်ထားတာရှိရင်ပေးလေငါတို့အဆက်မပါရင်နည်းနည်းလေးမအောင်မစားနိုင်ဘူးအမလေးတော့အဖေကတော့ကိုဝန်တဲတွေတောင်သူ့အဆက်စားနိုင်စွမ်းလက်မြောက်ရှုံးပေးရတော့တယ်အမဘာလို့မကြားတလို့လို့နဲ့ရက်နေရလဲ ွားပြီးတော့ငြုတ်သီးတနက်ယူခဲ့လေအလုံးကငြုတ်သီးတနက်တွေကိုပဲတောင်းဆိုနေကြတာမို့တတက်လေးစိတ်ညစ်သွားခဲ့ပါတယ်တနေ့လောက်ငြုတ်သီးတနက်တွေမစားလိုက်ရင်ဘာဖြစ်မှာမလို့လဲသမင်းတွေထဲမှာပဲဟင်အသီးနဲ့ဟင်ပပလာတွေအချင်းထောင်းတွေအကုန်ပါနေရပဲဟိုဒီလောက်ဟင်းမျိုးစုံပါနေရလဲမလုံလောက်နိုင်သေးလားမသိဘူးဒီလောက်ပြည့်စုံလို့နဲ့စားစရာတွေကိုကျေးဇူးတင်ပြီးစားကြစမ်းပါဒီခါမှာပဲသူရောက်ခမအဖွားဖြစ်သူကသူပြောနေတာရီကိုနားထောင်ကပြန်သွားလိုက်ပါတယ် ချွေးမတော်ရင်နေရငါတို့ကြိုက်တဲ့ငြုတ်သီးတနက်လည်းမပြင်ဆင်ထားပေးဘူးပြီးတော့လည်းငါတို့ပဲပြန်လာအပြစ်တင်နေသေးတယ်ငါတို့ကနင်စားဆိုတဲ့အတိုင်းစားရမှာလားနေငါတို့ကြိုက်တဲ့မှန်သိရင်မကုန်ခင်တည်းကတခါတည်းငြုတ်သီးပွားတွေပါတွေဝယ်ပြီးတော့တနက်ကြိုးလှုပ်ထားလေငါလို့ဖွားကြည့်တော့ငြုတ်သီးတနက်ဆိုတရက်လောက်နဲ့အပီးလှုပ်နိုင်တယ်ဟဲ့ဒါပေမဲ့အဲ့ဒီတနက်ကကျမတယောက်တည်းစားတာမဟုတ်ဘူးဖွားရဲ့ကျမတယောက်တည်းထမင်းစားရေတောက်တယ်လို့တနက်တွေကိုမလှုပ်နိုင်ဘူးတလောက်ပူလောင်နေတဲ့ရာသီဥတုကြီးမှာ ကျမတယောက်တည်းတအိမ်လုံးစာစားစရာတွေကိုချက်ရပြုတ်ရတယ်။တအိမ်လုံးကကြတော့ဇိမ်နဲ့ထိုင်စားနေကြတယ်။အားနေဘသူမဆိုတနတ်တွေကိုဝင်လို့လို့ရနေရပဲလေ။အမရေအမတလောက်အိမ်အလုပ်လေးလုပ်ရတာကိုကြီးကြီးကျယ်ကျယ်တွေပြောနေရပါလား။မသိရင်ညီမတို့ကပဲအမကိုအရှမ်းတွေခိုင်းစားနေတယ်လို့ပဲနော်။ဒီလိုနဲ့ပဲငရုတ်သီးတနတ်လေးတစ်ခုကြောင့်တမိသားစုလုံးရင်းနှွေးဖြစ်ပြီးရင်းခုန်နေဖြစ်နေကြပါလေ။ဒီလိုတွေဖြစ်နေကြတာမို့ဒေါ်ချက်လေးဒေါ်တာတကြီးနဲ့ပြောလိုက်ပါရစေ။တော်လိုက်တော့ချိန်မလေး။ ဒီအိမ်ကလူတွေစားဖို့တောက်ဖို့အကုန်နှိမ့်အပေါ်မှာပဲတာဝန်ရှိတယ်။ငါနှစ်လိုမျိုးမြို့ပေါ်ခင့်မိတဲ့ချွေးမောက်ချွေးမတော်မိတာမှားသွားတာပဲ။ငါသာငါသားအတွက်ရွာယူယူအေးအေးမိန်းကလေးကိုချွေးမတော်လိုက်ရင်ငါတို့ခိုင်းတယ်လို့လည်းလုပ်မယ်။ငါတို့ကြိုက်တဲ့တနတ်တွေကိုလည်းជីជីဖြူဖြူလှုပ်ပေးမှာ။အခုတော့ဒီလိုနဲ့ပဲတောချဲလေးသူ့သားငယ်ကိုရွာကမိန်းကလေးတယောက်နဲ့ပဲလက်ထပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့သူလည်းရွာကအေးအေးဆိုတဲ့ကောင်မလေးနဲ့လက်ထပ်ပေးလိုက်ပါတော့တယ်။ ပြီးတော့ကြီးကျယ်ခမ်းနားစွာနဲ့လက်ထပ်ပြီးအေးအေးဟာသူတို့အိမ်ကိုရောက်လာပါတော့တယ်။အကိုကြီးနဲ့အမကြီးရဲ့ကျမတို့ရဲ့လိုအပ်ချက်များတဲ့သမီးလေးကိုစောင့်ရှောက်ပေးပါအောင်နော်။ပြီးတော့လက်ထပ်ပွဲနဲ့ပတ်သက်ပြီးကျမတို့ဘက်ကလှည့်ဟင်းအောင်ရှိခဲ့လဲခွင့်လွတ်ပါရှင်။အော်မဟုတ်တာဗျာမဟုတ်တာကျွန်တော်တို့ကလည်းအဲ့လောက်ကြီးဟိတ်ကြီးဟန်ကြီးနဲ့နေတတ်တဲ့သူမျိုးတွေမဟုတ်ပါဘူး။ပြီးတော့အမကြီးလက်ဆောင်ပေးလိုက်တဲ့အဲ့ဒီအာလူတွေကြက်သွန်တွေမြေဥတီးတွေကိုလည်းတည်တည်ချာချာလေးစားပါမယ်။အကိုကြီးတို့ရဲ့ ကျမဆင်းရဲတော့လက်ဖွဲ့ငွေတွေပါရီလဲပေးဆရာမရှိပေမဲ့ကျမတို့မြုပ်တိဆိုင်ခင်ရတော့အရှမ်းဟောအောင်မြင်တယ်လေဖရာကျေးစုနဲ့ပေါ့ရှင်ဒါကြောင့်လေဒီမြုပ်တိတအိတ်အကိုကြီးတို့လက်ဆောင်ပေးဖို့ပြင်ဆင်ထားပါသေးတယ်။အော်ဒါဆိုရင်တော့လေအမကြီးကကျမတို့ရွှေထက်တံမိုးကြီးတဲ့လက်ဆောင်ပေးလိုက်တာပဲ။ကဲအခုသွားတော့မယ်နော်။ဒေါ်ချစ်တို့လည်းသူတို့ခမိခမတ်တွေကိုနှုတ်ဆက်ခါချွေးမတေးလေးကိုခေါ်ပြီးအင်ကိုပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲအေးအေးကတော့ငရုတ်တီးအင်မတန်စားလို့နဲ့သူ့ရောက်ခမမိသားစုဝင်တွေအကြောင်းကိုမသိပါဘူးဒီလိုနဲ့နောက်ရမှာတော့မင်္ဂလာမနက်ခင်းပါမေအေးအေးမင်္ဂလာပါချွေးမလေးရေဒါနဲ့ဒီနေ့ပါတွေများချက်ပြုတ်ချွေးမွေးမယ်လို့စဉ်းစားထားလဲငါတို့မိသားစုကတော့အကုန်တယောက်တမျိုးနော်ပြီးတော့အဆက်ကတော့လုံးဝမပါလို့မဖြစ်တာဒီတော့နေငရုတ်တီးတနတ်တွေလည်းပအောင်လှုပ်ပေးနေဒီနေ့တော့ငရုတ်တီး1ကီလိုလောက်ကိုတနတ်လှုပ်လိုက်နောက်ရက်တွေကြရင်တော့မြင်းများကြိုလှုပ်ထားပြီးငါတို့ထမင်းစားတိုင်းထည့်ပေးနော် ဒီလောက်ငြိူတီအကြောင်းတွေပဲပြောနေတာမို့အေးအေးလေးစိတ်ညစ်သွားခဲ့ပါတယ်။ဟမ်ဖီးအားကြီးငါရခမမိသားစုဝင်တွေကချက်မင်းတက်နဲ့မှာငြိူတီ1ကီလိုလောက်စားဖို့များလားအားလုံးအဆက်တွေအရင်စားကြတဲ့ပုံပဲဒီတော့ငါချက်မင်းမချက်ခင်အရင်ငြိူတီတွေကိုတနက်လောက်ဖို့လှုပ်လိုက်မယ်။အေးလေဂုံဒီအထက်ကငရုတီးပွားအကြီးကြီးတွေကိုရွေးထုတ်လိုက်ပြီးငရုတီးမုံတွေကိုဖြူကတနက်လှုပ်လိုက်ပါတယ်။ဓမင်းစားချိန်မှာတော့အားလုံးကိုဓမင်းခုပေးပြီးတနက်တွေကိုချပေးလိုက်ပါတယ်။ ဟာကောင်းလိုက်တာကောင်းလိုက်တာဒီငရုတ်သီးတနတ်တွေနဲ့ထမင်းစားလိုက်လို့ကတော့တော်တော်စားလို့ကောင်းပါပဲချွေးမာလီရေနောက်ထပ်လည်းငရုတ်သီး10ကီလိုလောက်ထပ်ပြီးတနတ်သိထားအောင်နော်အမလီဖျားရေငါရောက်ကတိရငရုတ်သီးတွေကိုဒီလောက်တောင်စားနိုင်တာလားဒီခါမှာပဲရောင်မကြီးရဲ့တမိနဲ့တားဖြစ်သူကငရုတ်သီးတနတ်တွေကိုစားကာပြောလိုက်ပါတယ်ဟုတ်တယ်တော်လေးရေစားလို့ကောင်းလိုက်တာထက်ထက်ပြုံးနော်ဟုတ်တယ်တောက်လေထပ်ပြီးထည့်ပေးပါဦး တားတော့နင်တို့ကြည့်ရတာအရင်ဆက်နေပြီလေအခုထပ်ပြီးမယူပါနဲ့တော့အသီးနဲ့ဟင်းလေးပါလေးစားလိုက်လေ။အော်ရောင်းမလေးရဲ့ပေးလိုက်စမ်းပါ။တို့ငြိုသီးထက်မထက်ပင်ထမင်းမစားပဲထသွားလိမ့်မယ်။ဟုတ်တယ်ချွေးမလေးရဲ့တို့ကငြိုသီးမပိုင်မစားဟုတ်လေ။ဖရားရေတို့မိသားစုကဘလို့မိသားစုကြီးလဲ။ဒီလိုနဲ့ပဲအားလုံးကတော့စားလို့တောက်လို့ပြီးသွားပြီးအေးအေးကတော့အားလုံးပြီးတဲ့အခါတယောက်ထင်းငြိုသီးတွေကိုထပ်ယူပြီးတနက်တွေလုံနေရပြန်ပါတယ်။အမလေးနော် ငါမိုးလင်းတဲ့အတားတွေလုံနေရတာမနာရသေးလို့ခါးတွေလည်းနာနေပြီခဏလောက်တော့နားလိုက်ပါဦးမယ်လေ။အော်အဲ့လိုမဖြစ်ဘူးလေ။ဒါရီကိုလှုပ်ပြီးရင်နေရှိတုံထုတ်လန်းရအောင်မှာပေါ့။ပြီးတော့အရတာမုံတွေချိန်ရမယ်။စီတွေပါတွေချက်ရမယ်လေ။ဟုတ်ကဲ့အမေ။ဒီလိုနဲ့ချွေးတွေရွှဲနေနေတဲ့ချွေးမလေးလေးမြူသီးတနတ်တွေလှုပ်ဖို့အတွက်ပြင်ဆင်ပြီးတဲ့အခါယူပြီးတော့မိုးထံမှာအချောက်သွမ်းနှမ်းထားလိုက်ပါတယ်။အမလေးဖျားရေငါတို့စိတ်ညစ်ပါတယ်။ ဒီငယ်သီးတွေကိုလှုပ်ပြီးအချောက်လမ်းရတာငါပါနေလမ်းခံနေရတယ်လို့ပဲဒီလိုနဲ့သူလေအောက်ထက်ကိုဆင်းလာတဲ့အခါသူတို့ရဲ့ဖွားဖြစ်သူဒေါ်ဖြူကတော့ခြံထဲမှာငရုတ်စုံကြီးနဲ့ရာသားမှုန်တွေကိုထောင်းမလို့လုပ်နေပါတယ်။ကဲမြေချွေးမလေးငါတိမဲ့တနတ်တဲ့ထဲပေါ်အရသာမျိုးစုံထည့်ထားပြီးနေဟာတီဟာတွေလုံးဝညက်မှုန်နေအောင်ထောင်းဒါတွေကြီးညက်နေမှာငြုတ်သီးရလဲအရသာရှိမှာအဖွားရေအိမ်မှာအရသာမှုန်ကြိတ်ဖို့ကြိတ်ဆက်တွေပါတယ်မရှိလို့လား ဒီနေ့ခေတ်မှာဒီလိုမြုပ်ဆောင်ကြီးတွေဘသူကတုံးသေးလို့လဲဒီခါမှာပဲဘေးမှာရင်နေတဲ့ရောင်မဖြစ်သူကသူတို့ကိုကြားရဝင်ပြီးပြောလိုက်ပါတယ်။အော်ရောင်မလေးရဲ့အဖွားပြောတာနားထောင်လိုက်စမ်းပါ။တနက်ဆိုတာအဲ့လိုမျိုးထောင်းထည့်ထားတဲ့အရသာမောင်းထဲမှာပိုကောင်းတာလေ။မဟုတ်ရင်အရသာပေါ့တယ်။ဒီတော့ကျိတ်ဆက်တွေပါတယ်မေ့လိုက်တော့။ဒါနဲ့အေးအေးလေးအရသာမောင်းတွေကိုထိုင်ပြီးထောင်းနေရပါတော့တယ်။အမလေးနော်ရောက်ခမဆိုတဲ့ဟာတွေက နေတော့တာမြို့ပေါ်နေကြတာအရသာမုံအောင်တောကြောင်မြို့ဆောင်နဲ့ထောင်းရတယ်လို့ငါတော့ကန်ဆိုးတာပဲဟေ့ဒီလိုမျိုးအရသာမုံတွေအများကြီးကိုတယောက်ထိထောင်းနေရတာမို့သူ့လက်ကလည်းနီးရဲလာပါတော့တယ်ပြီးတော့ငရုသီးမုံတွေပါထိထောင်းရတာမို့မှုံပြီးမျက်လုံးတွေလည်းရေးလာပါတယ်နောက်ရမှာတော့ကြော်ချွေးမလေးဒီငရုသီးတွေကိုအကုန်ချေပြီးနေလန်းပြီးရင်တေတေချာချာငရုသီးမုံဖြစ်အောင်လုပ်ပြီးရင်တနတ်ထဲကိုထည့်လိုက်နော်ဒါဆိုပိုပြီးအရသာရှိတယ် ဟုတ်ကဲ့အမေဒီလိုနဲ့ပဲရာသီဥတုအပူထဲမှာအေးအေးကတော့ငရုတ်သီးတွေအိတ်လိုက်ကိုချွေပြီးနေပူလိုက်နေရင်ငရုတ်သီးတနက်တွေကိုလှုပ်ဖို့အတွက်လှုပ်ရပြန်ပါလိမ့်တော်သေးတာပေါ့တလောက်အများကြီးလှုပ်လှုပ်ပြီးသွားလို့ဒါတွေရသွားရင်ငါတလောက်လောက်တော့အေးဆေးနေလို့ရမှာပါတလောက်ပေးမယ်ပတ်ပတ်လှုပ်ထားရတာ哦ကဲရော့သမင်းပူပူလေးနဲ့ငရုတ်သီးတနက်ဆက်ဆက်လေးပကံလေးကမှွေးပြန့်ပြီးနေရနေတဲ့ငရုတ်သီးတနက်တွေကိုကြည့်ပြီးအလုံးလေးသဘောကျသွားကြပါလိမ့် ဟာအမဒီလိုတပကံထဲနဲ့တအိမ်လုံးချကျွေးမလို့လားဒီဟာတယောက်စာတာမလောက်ဘူးအမရဲ့ဟုတ်ပါချွေးမလေးရဲ့နင်းရလဲကစီနဲနေလိုက်တာ哦ထပ်ပြီးတော့နောက်ထပ်များများလေးထဲခဲ့စမ်းပါဒါမှအားလုံးစိတ်ကြိုက်စားလို့ရမှာပေါ့တန်းနေသူလဲထပ်ပြီးဇလုံးနဲ့အပြင်ငရုတီးတနတ်တွေကိုထဲ့လာခဲ့ပေမဲ့အဲ့တော့ဒီကိုတအိမ်လုံးကဝိုင်းစားလိုက်တာမို့ချက်ချင်းကုန်သွားပါတော့တယ်ချွေးမလေးလှုပ်ထားတဲ့တနတ်ကတော်တော်စားလို့ကောင်းတာပဲအသီးနဲ့ဟင်းနေတော့မလို့တော့ ငါတို့ဂျုံမုံနဲ့ငရုတ်သီးတနက်စားရာနေကိုတော်တော်လေးစားလို့ကောင်းနေပြီ။ဟုတ်တယ်အေးရေမင်းကတကယ်အရင်အရသာရှိတဲ့ငရုတ်သီးတနက်တွေကိုလုံထားတာပဲ။ဒီလိုမျိုးမိသားစုဝင်တွေကသူ့ကိုဝိုင်းပြီးချီးကျူးနေကြပေမဲ့သူကတော့ရင်ထဲမှာဒေါသရိတာထွန်းနေပါတယ်။ဖခင်ရေဒီလူတွေကဘလို့လူတွေလဲငရုတ်သီးတနက်ကိုလည်းပဲလို့စားသလိုစားနေကြတာပါလား။ဒီလိုသာဆိုရင်တော့ငါလှုပ်ထားတဲ့တနက်တွေက9ရက်လောက်တောင်ခံလိုက်မှာမဟုတ်ဘူး။အေးဆိုရင်ဒီလိုမျိုးတကယ်ပဲဖြစ်လာခဲ့ပါတယ်။ သူလှုပ်ထားတဲ့ငရုတ်သီးတနတ်တွေဟာလင်းကားရက်လောက်နဲ့တင် ကုံသွားတာကြောင့်ပါပဲကျွေးမလေးရေငါစည်းကနေငရုတ်သီးတွေထပ်မထားသေးတယ်ငရုတ်သီးတနတ်တွေကုန်နေပြီဆိုတော့ဒီနေ့ထပ်ပြီးလှုပ်လိုက်နော်ဟုတ်ပြီလားထပ်ပြီးငရုတ်သီးတနတ်တွေကိုလှုပ်ရအောင်မေးဆိုတာကိုကြားပြီးတော့အေးအေးရဲ့ဒေါသတွေလည်းပေါက်ကွဲကုန်ပါတော့တယ်တော်ပါတော့အမေရေကျမအမေတို့အလောက်ခိုင်းမို့ခေါ်ထားတဲ့သူလားအာရန်တနတ်တွေပဲလှုပ်ပေးနေရအောင် ကျမတလဆာလောက်လောက်ထားတဲ့တနက်တွေကြတော့လဲလေးငါးရက်နဲ့ကောက်အောင်စားပြစ်လိုက်တယ်ဒီလိုပြောပြီးသူ့လိန်ဒေါသထွက်ထွက်နဲ့ငြုပ်သီးတနက်တွေကိုအကုန်လုံးလုံးလိုက်ပြန်ပါတယ်ဒီလိုနဲ့ပဲသူ့ဘလောက်လှုပ်ထားတာငြုပ်သီးတနက်တွေကတော့ရဲအနေငယ်လောက်နေတာနေတယ်အကုန်လုံးကုန်သွားတာမို့သူ့လိန်ကြတော့တီးမခံနိုင်တော့ပဲဖြစ်လာပါတယ်ဒီရခမတွေတော့ဘလို့လှုပ်ရပါဒီငြုပ်သီးတွေစားပြီးဒုက္ခရောက်မှကြည်လို့လှမယ်ဒီလိုနဲ့ပဲအလုံးလေးအဲ့ဒီမှာတော့အေးအေးလှုပ်ထားတဲ့တနက်တွေကိုစားပြီးရှုံ့မဲ့ကုန်ကြပါတယ် ဟမ်အမလီဒီနေ့ဘလို့ဖြစ်တာလဲဘာလို့ဒီလောက်တောင်ဆိုးရွားတယ်တနေ့ကြီးလှုပ်ထားတာလဲအမလီအမလီလေငါတော့ပဆက်တွေပါ လောင်သွားပြီလားလို့အမလီဒီလိုမျိုးဆက်လုံးနေတဲ့တနက်တွေကိုစားပြီးမျက်နှာတွေပြက်ကုန်ကြတဲ့သူတွေကိုကြည့်ကချွေးမဖြစ်သူအေးအေးကရေယူပင်းရင်ကပြောလိုက်ပါတယ်အမေတို့အားလုံးကမြုပ်သီးတွေစားပြီးဒီတစ်ခါပဲပဆက်အပူလောင်သေးတာကျမလိုနေ့တိုင်းနေ့တိုင်းလက်အပူလောင်ခံပြီးမြုပ်သီးတနက်တွေကိုလှုပ်နေတဲ့သူကြတော့နည်းနည်းတော့မညာတာကြအောင်မလား ဒီခါမှာပဲအလုံးလေးအေးအေးရဲ့နေရင်းနေတဲ့လက်ကိုမြင်သွားကြပြီးသူတို့မားတွေကိုသဘောပေါက်သွားကြပါတယ်။ဒါကြောင့်နောက်ပိုင်းမှာတော့သူတို့လည်းငရုတ်သီးတွေကိုမစားတော့ဘူးဆုံးဖြတ်လိုက်ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။